မြန်မာနိုင်ငံမှာတရုတ်သမ္မတရှီကျင်းဖင်ရဲ့အိမ်မက်ဖြစ်တဲ့ခေတ်စ်ပိုလန်မကြီး BRI အစီအမံရဲ့အစိပ်ပိုင်းဖြစ်တဲ့အယုံမြန်မာစီးပွားရေးစင်ကြံ CMEC စီမံကိန်းတွေကိုအ мян ဆုံးကောင်ထည့်ဖော်သွားမယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကထပ်မံပြောဆိုလိုက်ပါတယ်။ရုရှားနဲ့ကာဇက်စတန်နိုင်ငံတွေကပြန်လာစဉ်စစ်ကောင်းဆောင်ကစက်တင်ဘာလ29ရက်ကတရုတ်နိုင်ငံကိုမင်းလေးစိမ့်မှာကိတ္တနာပြီး တရုတ်ကွန်မြူနစ်ပါတီ UNP နဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ်အဲဒီကိစ္စအပါဝင်နေဆက်လုံခြုံရေးတွေကိုပါဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဗိုလ်ချုပ်မှုကြီးမြောက်လိုင်းကတရုတ်ကွန်မြူနစ်ပါတီ UNP နဲ့အမြဲတမ်းကော်မတီအဖွဲ့ဝင် နိုင်ငံရေးနဲ့ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး Mr. Hu Japan နဲ့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့ရှေ့တောင်အာရှကိုယ်စားလှယ် Mr. တိတ်ရွှီကျင်းတို့ကို တွေ့ဆုံခဲ့ပါတယ်။အဲဒီလိုခေတ္တနားမှုဟာစေကောင်းဆောင်နေနဲ့ လေရင်စီဖြစ်နှုတ်ဆက်ပြောဆိုရလို့ယူဆမိတယ်လို့နေဆက်လုံကြုံတည်ငြိမ်ရေး CMEC စီမံကိန်းနဲ့ငင်းချိုင်းလုပ်ငန်းစဉ်တွေပေါင်းဝင်ဆွေးနွေးတာကြောင့်ရွေးကောက်ပွဲလွန်ကိစ္စရပ်တွေရှိလာနိုင်တယ်လို့နိုင်ငံရေးအကြက်ခတ်တူကသုံးသပ်ပါတယ်။ဆိုလိုတာက post election မှာလည်းတရုတ်က ပတ်သက်မဲ့ငင်းချိုင်းလုပ်ငန်းစဉ်ဆက်ရှိမဲ့ CMEC မှာစီမံကိန်းတွေသဘောတူထားတာအများကြီး AOR မြို့ဝကျုံမော်ကမ်းပတ်လန်း စမှုဆောင်ကနေရန်ကုန်မြို့တက်တီပါတယ်လို့၎င်းက EOR Times ကိုပြောပါရယ်စကောင်းဆောင်တဲ့တရုတ်ကွန်မြူနတီပါတီ UNP နဲ့အမြဲတမ်းကော်မတီဖွဲ့ဝင်နိုင်ငံရေးနဲ့ဥပဒေရေးကော်မရှင်အတွင်အမူ Mr. Hu Tepan လို့တွေ့ဆုံရမှာတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့အရှိတောင်အာရှကိုယ်စားလှယ် Mr. တိတ်ရွှင်ကျွန်းလဲပါဝင်တယ်လို့သိရပါရယ်အဲ့ဒီတွေ့ဆုံမှုတွင်နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေဂျင်စီနယ်စပ်ပြတ်ကျော်မှုကင်းနှိမ်နည်းရေးတို့ပူးပေါင်းသွားဖို့ CMEC စီမံကိန်းတွေသဘောတူညီချက်တွေကိုအမြန်ဆုံးကောင်ထည့်ဖို့ဆောင်ရွက်သွားဖို့နဲ့မြန်မာယူနန်ကြားကုန်သွယ်မှုမြင့်တင်ရေးစတာတွေကိုဆွေးနွေးခဲ့ပါတယ်။အလားတူစစ်ကောင်မရှင်ပြောင်းခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကလည်းကိုမင်းမာမစ္စတာဟူတီဖန်ပီးရင်ခမားတို့ကျွန်တော်တို့နဲ့ရင်းနှီးနေကြတဲ့မစ္စတာတင့်ရွှီကျွန်းနဲ့တွေ့ဆုံနေ။အဲ့ဒီမှာအဆက်၄၀ဆွေးနွေးခဲ့တယ်လို့၎င်းတို့ရဲ့ဝါရဖြန့်မီဒီယာတွေကိုပြောဆိုထားပါတယ်။ ဒါအပြင် CMEC စီမံကိန်းတွေ အမြန်အကောင်ထည့်ဖို့ဆောင်ရွက်သွားဖို့နောက်ဦးနှစ်ဖက်ထပ်လောင်းအတည်ပြုခဲ့တယ်လို့မြမငင်းချိုင်းလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးလဲတရုတ်နိုင်ငံအနေနဲ့ဆက်လက်ထောက်ခံသွားဖို့ရှိနေတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုထားပါတယ်